ူဝန်ကြပါဒုမဆရာနေဝွန်တွေ့ပြီးဗမာပါဒုခိကူတော့ရောက်ရမြီမာမလွဲပါဒုဗမာရာမပါအေရာဒုဗမာ နိုင်ငံရေးကြပြတွေနဲ့ကလေးကြပြပေါင်းများစွာရေးသားခဲ့ပြီးကြပြလောကရဲ့ဆရာတဆူလို့တင်စားခေါ်ရလောက်တဲ့ကြပြဆရာကြီးတင်မှုဟာအမိမိကိုချစ်တဲ့စိတ်မျိုးချစ်စိတ်တဲ့အဖြစ်ရှိသူတူဟာဆရာတင်မှုကတော့တကယ်ကကြပြဆရာပါပဲဒါပေမဲ့သူစကားပြေတွေလည်းရေးခဲ့တယ်ဒီသူ့ကြပြတွေမှာလည်းတကယ်ကိုအမတ်တရလေထင်ရှားတဲ့ကြပြတွေဥပမာကလေးကြပြတွေရောအဲ့လိုတွေရှိတာ သူဟာ1996ခုနှစ်မှာအခြေအနေရအမိမြေကိုခွဲခွာပြီးပြည်ပမှာတမိဖြစ်သူနဲ့တွားရောက်နေထိုင်ခဲ့ပြီးမြေသူ့ရဲ့ဆန္ဒကတော့မွေးရမြေကိုပြန်ကျင်လာပါပဲ။အင်္ဂါညတညမှာသူစီကဖုန်းလာတယ်။တင်ငချင်းဒီမှာနေလို့ဖြစ်တော့ဘူး။ဒီအခြေအနေတွေကိုတွန်းလှန်ပယ်ဖျက်ဖို့အတွက်ငါအဝေးကိုထွက်ဦးမယ်။ဘသူမှအတိမယူမင်းတယောက်တည်းပဲကအတိပေးဆုံးချခဲ့တာတော့ ို့မွင်းနေပါမလား29ရက်နေ့မှာသူ့ဆရာဖုန်းလာတယ်တကယ်ကြီးမင်းငယ်နေဒီဘဝမှာအသက်ရှင်ရတာပြန်တွေ့နိုင်ကြတော့မှမထင်ဘူးလို့ပြောရင်းနဲ့သူချုံမွေချငိုပါဘူးပြန်တွေ့တာသူပြောတဲ့အတိုင်းပါပဲအသက်ရှင်ရတော့မဟုတ်တော့ပါဘူးကပြာချစ်စိတ်အတိုင်းပြချစ်စိတ်ရှိတဲ့ဆရာကြီးရဲ့နောက်ဆုံးဆန္ဒအရ2016ခုနှစ်ဒီဇင်ဘာ24ရက်နေ့မှာအမိမြေကိုပြန်လာခွင့်ရခဲ့ပါပြီ။ ဒါပေမဲ့သူ့ရဲ့အိမ်ပြန်ခီးကတော့မလှပခဲ့ပါဘူး။တာမန်လူသားတဦးရဲ့ဆန္ဒနောက်ဆုံးကြပြာကိုရေးသားခဲ့ပြီးဆရာကြီးတင်မိုးဟာ2009ခုနှစ်ဇန်နဝါရီလ22ရက်နေ့အသက်83နှစ်အရွယ်မှာအမေရိကန်နိုင်ငံလော့အင်ဂျီလီမှာကွယ်လွန်ခဲ့တာကြောင့်သူ့ရဲ့အိမ်ပြန်လမ်းကဝမ်းနည်းစရာကောင်းနေခဲ့ပါတယ်နာတော့ဒါပေမဲ့ဗမာပြည်အမြဲပြန်နေခြင်းခဲ့တယ်နော်အမြဲပြန်နေခြင်းခဲ့တော့ ဖေဖေကဒီမှာပဲကောင်းချခြင်းမှာပဲလေဒါတော့ဒါတော့ဟလာမမတို့တသိမသိနော်အာဟိုလည်းယုံကြည်ပါတယ်နော်အဲ့ဒါဆိုအမေဗမာပြူကနေ့တိုင်းလွမ်းနေခဲ့တဲ့နော်ကြပြဆရာကြီးပေါ့နိုင်ငံကြီးချမမပြောနိုင်ဘူးပေါ့မမေကိုလည်းလွမ်းနေလေမမေကတော့ဆုံးတာတော့ကြာပြီကိုကြာပြီဆိုပေမဲ့မမေနဲ့နင်းနီနနာဒီရေဝေးတုတ်တက်မှာကောင်းချရတော့ဖေဖေဟိုတကယ်ကိုကြည်နူးကျင်းတ်မယ်လို့ယူဆတဲ့အတွက်ကြောင့်မလို့မမတို့ညီမလေးယောက်စလုံးอ่ะနော်ဒီဟိုဟာကိုလေဟိုဒီအစီအစဉ်ကိုဆွဲလိုက် ူဆန္ဒတွေပြေဝပြီးအမိမိကိုတက်ရှိထင်ရှားပြန်လာ꿰မရခဲ့ပေမဲ့သူ့အိမ်ပြန်လန်းကိုကြိုးစိုးမျောလင့်နေတဲ့သူတွေလည်းရှိနေကြပါတယ်ကျွန်တော်အရင်မျောလင့်ခဲ့တာဒီမျိုးဘောသူပြန်ရောက်ဖို့ကိစ္စပါဒီနေ့ကျွန်တော်အိမ်မဒီနေ့ပြေးတယ်ကျွန်တော်တို့ညှော်လင့်ထားသူတို့ကျွန်တော်တို့ချက်တယ်ဘာဘာ ူချစ်တဲ့ဗမာပြည်ပေါ်မှာသူချစ်တဲ့သူ့တငယ်ချင်းတွေညှုံ့နှံထားတဲ့ဟောဒီရေဝန်းအဝိုင်းလေးထဲမှာလာပြီးတော့ညီမပြည်ကိုပြန်ပြီးတော့ရှေ့ချဝင်ရတဲ့အတွက်ကျွန်တော်တို့ဘလို့မှပြောလို့မရအောင်ဖွင့်တာပါကျွန်တော်တို့နိုင်ငံရဲ့အမတန်ကြီးမြတ်တဲ့စဆိုးကြီးပါအာနာရှင်တွေသူ့ကိုဖိနှိပ်ခဲ့တယ်ဒါပေမဲ့ဖိနှိပ်တဲ့အာနာရှင်တွေကိုယ်တိုင်သူ့ကိုမုန်းလို့မရအောင်တိုင်းပြည်ပေါ်ထားတဲ့မြစ်တာစေတယ်နော် အလုံးကြီးခဲ့တဲ့ပုဂ္ဂိုလ်ကျွန်တော်အဲ့ဒါပဲပြောချင်ဒီဇင်ဘာလ24ရက်နေ့မှာဆရာကြီးရဲ့အယိုးပြာကိုအမိမီကို ပြန်တယ်လာပြီးဒီဇင်ဘာ28ရက်မှာတော့သူ့ဇနီးနဲ့မိစေပေါင်းတွင်းနေရှိတဲ့ရေဝေးတုတ်တံမှာဂူသွင်းခဲ့ပါတယ်ဒီခန်းနာကိုသူ့ရဲ့သားသမီးတွေနဲ့ဆရာကြီးရဲ့အပေါင်းအသင်းတငယ်ချင်းတွေဆရာကြီးကိုချစ်တဲ့သူတွေကလာရောက်နှုတ်ဆက်ကြပါတယ်။ ဆရာကြီးပြန်ရောက်လာလို့ပျော်ရွှင်ခဲ့ရပြီမဲ့သူ့ရဲ့ဇာပနအခမ်းအနားကြောင့်စိတ်မကောင်းဖြစ်နေကြပါတယ်။ဒီမိုးကတော့တကယ်ကျွန်တော်တို့တိုင်းပြည်ရဲ့ရန်နာတစ်ပါးပါ။ဒီကဗျာဆရာဆိုလည်းဟုတ်တယ်၊သူရဲကောင်းဆိုလည်းဟုတ်ပါလေ။ဆရာကတိုင်းပြည်မှာလွမ်းနေတဲ့လူတွေအများကြီးရှိပါလေ။နော်ဆရာလည်းတိုင်းပြည်ကိုတအားလွမ်းခဲ့တဲ့သူပါ။ခုဆရာတိုင်းပြည်ကိုပြန်ရောက်လာတဲ့အတွက်တိုင်းပြည်ကိုပြန်ရောက်လာတဲ့အတွက်အရန်ဝမ်းလည်းပါပါလေ။ဝမ်းလည်းနေရပါလေ။ ငင်းနေမေပါချန်းလို့ခေါ်တဲ့ဆရာကြီးတင်မိုးကိုအပဥပအိုအမိဒေါ်စန်ထဲတို့က1933ခုနှစ်လူဝင်မာလ16ရက်နေ့မှာ မြင်းချံခရိုင်တောင်တာမြို့နယ်ကံမဲရွာမှာမွေးဖွားခဲ့ပါတယ်။ဆရာကြီးသာအခုချိန်ရှိနေအောင်မဲ့ဆိုရင်အသက်84နှစ်ရှိနေပါပြီ။ကြရားရင်းအမှန်လှပဲမဲ့ဒဏ်ကတော့ပြင်းပါတယ်လို့ဆရာရေးခဲ့ဘူးသလိုပဲဆရာဘောကဒဏ်နေလဲပြင်းခဲ့မယ်လို့ထင်ပါတယ်။ဆရာဒီဘက်ထွက်သွားပြီးတဲ့ ပြန်လာလို့မရတော့ဘူးလို့အလိုကျွန်တော်တို့မျှော်လင့်ခဲ့တာပေါ့နော်အခုကျတော့ဆရာအယူလေးပါပြီးတော့ကျွန်တော်တို့ကတော့ဝင်ရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။အဆရာကြီးရတော့ဗျာဘာဖြစ်ပါကျွန်တော်တို့နဲ့ဘယ်တော့မှခွဲခွာလို့မရတဲ့ဆရာကြီးပါဆရာကြီးရဲ့စာပေကျေးဇူးပေါ့ဗျာမေတ္တာကျေးဇူးရအများကြီးကြီးမားပါတယ်။နောက်ဆရာကြီးကကျွန်တော်တို့ဒီမဲဆောက်ကိုပေါ့ဗျာနောက်တိုင်းမှာနေဆက်ကို27မှာ 2001မှာဗျစပြီးရောက်လာတာပေါ့ဗျာရောက်လာပြီ तू ဟလာနှစ်စဉ်နှစ်ချဆိုလိုပဲမဲဆောက်ကနေပြီးဟောအမြဲတမ်းမဲဆောက်မှာ तू အင်တန်ပြုံးဝေးပါတယ် तू ရင် तू ရာ तू ရွာလိုပဲဟလာ तू သားသမီးတွေ तू တပည့်တပန်းနေနေရလိုပဲဆရာကြီးမဲဆောက်ပေါ်မှာတိတ်ပြီးတန်ရောတယ်ကြီးပါတယ်ဆိုတော့ဒီနေ့ဆိုရင်ဗျာဆရာကြီးကအခုနပြောလို့ပေါ့ဗျာဟို80တန်ရောက်တော့ तू concept လေးနေမှာကွယ်လွန်သွားတာဟုတ် ခွန်ဆက်လေးနဲ့ရွယ်မှာကွယ်လွန်သွားကြတာ1900ခုနှစ်ကကွယ်လွန်တာဟုတ်ဆိုတော့ဆိုတော့ okay အဲ့တော့ဆရာကြီးဆရာကြီးရဲ့ဗျာဟိုဂုံတူးတွေကတော့ဟလာဗမာတနိုင်ငံလုံးကတီးပြီးသားပါအမျိုးသားတူတရားလုံးတီးပြီးသားပါစာပေနဲ့တခွန်းလုံးကတီးပြီးသားပါသူဟာ1958ခုနှစ်မှာဆယ်တန်းအောင်မြင်ခဲ့ပြီး1965ခုနှစ်မှာမန်လေးတပ်သူကနေဝိဇ္ဇာပွဲရရှိခဲ့ပါတယ်။ 1950မှာကံမြဲတက်နေကလောင်မီနဲ့ကြပြားတွေရေးဖွဲ့ပြီးစပေလောကကိုစတင်အခြေချခဲ့ပါတယ်1963ခုနှစ်မတ်လ14ရက်နေ့မှာတော့ဆရာမဒေါ်မင်းဆန်းနဲ့လက်ထက်ခဲ့ပြီးဆရာကြီးမှာတာသမီလေးယောက်ချွန်ကားခဲ့ပါတယ်ကံမြင်းနှမ်းမြင့်ွယ်ကိုရင်ချမ်းစမ်းရောင်ကလောင်မီခွဲတွေနဲ့ကြပြားတွေကိုရေးသားခဲ့တဲ့ဆရာကြီးဟာ1958ခုနှစ်မှာတင်မိုးဆိုတဲ့ကလောင်မီကိုပြောင်းခဲ့ပါတယ် 1958-59ခုနှစ်လောက်မှာမန်လီတက္ကသိုလ်မှာဒုတိယဥက္ကဋ္ဌ1960မှာဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။သူ့ရဲ့နာမည်ကျော်ကဗျာတွေထဲကဖန်မီးရင်ကဗျာစာအုပ်ကိုထုတ်ဝေပြီး1959ခုနှစ်မှာစာပေပိမှန်စုကိုရရှိခဲ့ပါတယ်။ဖမ်းမိရေစာအုပ်တိုက်ကိုတီထောင်ပြီးကျောင်းသုံးစာအုပ်တွေမှာကကလေးရဲ့ချစ်ဆက်ပွဲခခေကိုမလေးပြုံးစတဲ့မြမသင်မုန်းကြီးဖတ်စာ ရုံကလေးကနရွက်ထောင်ပညာရှိဟန်ဆောင်ကြောင်ကလေးကလက်သေးဝက်ချောင်းလဲရတဲ့အတွက်စတဲ့ဆုံမလွယ်တဲ့ကြပြတွေနဲ့လူတိများထင်ရှားခဲ့ပါတယ်1950မှာထီကလေးနဲ့မဏီကြပြစာအုပ်နဲ့အမျိုးသားစာပေစုရရှိခဲ့ပြန်ပါတယ်ဟိုဟာပြပကိုထွက်ခွာသွားပြီးနောက်ပြပခြေဆိုင်ရေဒီယိုသတင်းဌာနတွေမှာစာရေးသားတာတွေကြပြရွတ်တာတွေနဲ့ကွယ်လွန်ချိန်အထိကြပြတွေကိုရေးသားခဲ့ပါသေးတယ် ကပြားဆရာကြီးတင်မိုးကွယ်လွန်ခြင်းဆယ်နှစ်ပြည့်အမှတ်တရပွဲကိုရန်ကုန်မြို့ရွှေကုန်နိုင်လန်းတော်ဝင်နှင်းဒီခမ်းမမှာဇန်နဝါရီလ၁ရက်နေ့ကကျင်းပခဲ့ပါသေးတယ်။ဒီပွဲမှာလည်းဆရာကြီးအတွက်အောက်မေ့ဖွဲအမှတ်တရစကားတွေကိုသူ့ကိုချစ်တဲ့မိတ်ဆွေတငယ်ချင်းစာရေးဆရာကပြားဆရာတွေကပြောကြားခဲ့ပါတယ်။ဖေကိုခုချိန်မှာပြောချင်တာကတော့အဖေစံထားရှိသလိုအဖေတိုင်းပြည်ကိုပြောင်းချင်တယ်လို့ ခေဒီသူချစ်တဲ့မြေမှာပဲနေခြင်းတလို့မျိုးအမပြန်ပို့ထိုင်ခဲ့ပြီအဲ့ဒီအတွက်ကိုဖေလဲပန်းတာမယ်အမတို့မိသားစုနဲ့အရန်ပန်းတာတယ်အရင်တော့ဆိုရင်အမတို့ကအဖေရဲ့နာရေးကြောင်ညာကိုတောင်းပါအဖေဆုံးလုံးကဒရင်းစာလေးဖိတ်ခွင့်မရခဲ့တာလေအဲ့ဒါဆိုတော့အခုချိန်မှာအခုချိန်မှာအဖေကိုပြန်ပို့ထိုင်ခဲ့ပြီဒီလိုမျိုးမိတ်ဆွေပေါင်းသင်းနေနေနေနိုင်ဟိုအဖေအဖေအကြောင်းပြောကြမယ်ဆိုကြမယ်လွတ်လွတ်လပ်လပ်ပြောကြဆိုကြမယ်ဆိုအမစိတ်ချမ်းသာတယ်အဲ့ဒါလို့ဒီလိုမျိုးနေတော့ ဆရာကြီးဦးတင်မုံနဲ့ပတ်သက်ပြီးတော့ဆေးတာကျွန်တော်တို့အမေရိကသွားတော့မမိုးချိုတဲ့လူအိမ်မှာပဲကဲတယ်ဆရာကြီးစစ်လိထိုင်တောက်တဲ့ထိုင်မှာကျွန်တော်ထိုင်ပြီးတော့တောက်ပြီးပြီစစ်လိလဲဆရာကြီးစာရေးခဲ့တဲ့ဇပွဲမှာလည်းကျွန်တော်

ကျမကတော့သူစာလင်းမှာအဖိုးမပြတ်နိုင်တဲ့ရတနာတဘာဖြစ်သူတို့ကြီးမြတ်တဲ့မဟာကဗျာဆရာတယောက်ဖြစ်ပါတယ်ကျွန်တော်တို့လူငယ်ဘဝအစကလေးဘဝအစကြီးကျွန်တော်တို့အားလုံးကဆရာတင်မိုးရဲ့ကဗျာတွေနဲ့ကျွန်တော်တို့ကကြီးပြေခဲ့ရတာအဓိကအပြင်ဆရာတင်မိုးကဒီမေတ္တာတရားကိုခြေခံပြီးတော့လူငယ်တွေကလေးငယ်တွေအထူးသဖြင့် အနာဂတ်မှာကျွန်တော်နိုင်ငံအတွက်ဖြစ်ပေါ်လာမယ့်လူငယ်တွေကိုကလေးတွေကိုစောင့်ရှောက်မြေတားတရားထားပြီးတော့ရေးဖွဲတဲ့ကလေးကြပါအများကြီးကိုရေးဖွဲခဲ့တယ်။အဲ့ဒါကလည်းကျွန်တော်တို့မေးမရနိုင်တဲ့အပန်းရချက်တစ်ခုပါပဲ။မြို့တိုင်းရတိုင်းရွာတိုင်းကြီးမဲပြေးကြပါမည်။ဒီမိုကရေစီအောင်စေချောင်းရွှေခမောက်ကိုစောင့်စောအဲ့ဒါအားလုံးခမောက်ကိုစောင့်ကြရွှေခမောက်စောင့်ကြပါဆိုတာ။ဟာရေးခဲ့တဲ့ဒီကလေးကြပါ တွေကအများကြီးရှိတယ်ဆိုတော့ကျွန်တော်ဒီစာကြည့်ချက်တွေအနေနဲ့ဆိုရင်ခလီးကပြားတွေရဲ့တန်ဖိုးကိုပြန်ဖော်ထုတ်လို့ရတယ်လို့ဒီသူတို့ဘဘဥတီမိုးဆိုတာဘလို့လူမျိုးလဲဆိုတာပြန်ပြောလို့ရမယ်ဒီဘဘဥတီမိုးဒီမှာရှိတဲ့ဒီအုတ်ကူကိုကျွန်တော်လာပြလို့ရမယ်တိုင်းပြည်အတွက်လည်းတကယ်ကိုတန်ဖိုးရှိတဲ့လူတယောက်ရဲ့ပြရက်ကို ပေါ်ပြနိုင်တဲ့အတွက်ဒီလိုပြန်တယ်လာတဲ့အတွက်အများကြီးဝမ်းသာမိပါ thank you